အလုံးယောဂီသူတို့ကောင်းတို့အခုတီလယူပြီးတော့ပါပြီယောဂီတို့မှာအင်္ဂါ7ပါးနဲ့ပြည့်စုံတဲ့တီလတော်များကိုခံယူဆောက်တည်လို့ပြီးပါပြီတီလဝန္တတီလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်တီလရှိတဲ့ပုဂ္ဂိုလ်တွေဖြစ်နေကြပါပြီ အေးသီလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်သီလရှိတဲ့ပုဂ္ဂိုလ်အဖို့စောင့်ထင်းရမှာကတော့အလုံးယောဂီသူတို့ကောင်းနေသီလနဲ့ထိမ့်သိမ့်စောင့်ရှောက်လို့ရှိရင်ကာယကံမလွန်ကျူးအောင်ထိမ့်သိမ့်လို့စောင့်ရှောက်လို့ရပါတယ်တဲ့ဝစီကံထိမ့်သိမ့်စောင့်ရှောက်လို့ရပါတယ်အဲ့ဒီကံနှစ်ပါးကိုတော့ သီလနဲ့ထိန်းလို့သီလနဲ့စောင့်ရှောက်နေမယ်ဆိုလို့ရှိရင်ဖြင့်ကာယကံလွန်ကျူးမှုဟာလည်းပဲမဖြစ်နိုင်ပါဘူးတဲ့မလွန်ကျူးမိနိုင်ဘူးပေါ့ဝစီကလွန်ကျူးမှုဆိုတာလည်းမဖြစ်နိုင်ပါဘူးတဲ့ဝစီကလည်းမလွန်ကျူးမိပါဘူးတဲ့ ဘာကြောင့်မလွန်ကျူးနိုင်တာဒုံးလို့မေးအလုံးယောဂီသူတို့ကောင်းနေတီလာကစောင့်ရှောက်ပြနေလို့တီလာကထိမ့်သိမ့်ပြနေလို့အဲ့ဒါကြောင့်တီလာနဲ့ထိမ့်သိမ့်စောင့်ရှောက်နေတာကိုဥပုသ်စောင့်တယ်လို့ခေါ်တာပေါ့ဗျာဥပုသ်စောင့်တယ်ဥပုသ်စောင့်တယ်ဆိုတာကာယကံမလွန်ကျူးရအောင်မလွန်ကျူးမိအောင်ထိမ့်သိမ့်စောင့်ရှောက်တာ ဝစီကံမလွန်ကျူးမိအောင်မလွန်ကျူးရအောင်ထိမ့်သိမ့်စောင့်ရှောက်နေတာကိုပဲလျင်ဥပုသ်ဆောင်တယ်ဘုန်းကြီးတို့မြန်မာနိုင်ငံမှာဤနေ့ဤရက်ဤကဲ့သို့နေသူနေမြတ်ကြီးအဘိဓမ္မာနေ့ဤကဲ့သို့နေသူနေမြတ်ကြီးမှာဘုန်းကြီးတို့မြန်မာနိုင်ငံဒေသအသီးသီးမှာဗုဒ္ဓသာသနာကိုတည်ဝင်ယုံကြည်နေကြတဲ့ဗုဒ္ဓဘာသာဝင်တွေဆိုလို့ရှိရင် ေးယခုလိုနေတုနေမြကြီးမှာဘုရားသွာကြောင်းတက်ကောင်းမှုကုသိုလ်တွေပြုကြဥပုပ်တဲ့သီလတွေစောင့်တည်နေလက်ကြတာတဏ္ဍာန်လုံးမှာပါပဲဗုဒ္ဓဘာသာကိုတက်ဝင်ယုံကြည်တဲ့ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေဥပုပ်စောင့်နေကြပါတယ်အေးဘာကိုစောင့်နေတုံးလို့မေးရင်ခုနကဘုန်းကြီးပြောခဲ့တဲ့ ကာယကံမလွန်ကျူးမိအောင်ကာယကံကိုထိမ့်သိမ့်စောင့်ရှောက်နေကြတာဝစီကံမလွန်ကျူးမိအောင်ဝစီကံကိုထိမ့်သိမ့်စောင့်ရှောက်ပြီးတော့နေကြတာဘာနဲ့စောင့်နေဒုံးလို့မေးရင်အာလုံးယောဂီသူတို့ကောင်းတယ်သီလနဲ့စောင့်တယ်သီလနဲ့စောင့်ယောဂီတို့ခုနကခံယူဆောက်တည်လိုက်တဲ့သီလအသေးမှာ ပဏာတိပါဒအဋ္ဌိနဒါနာအဗျမစရိယာကာမိတုမစ္ဆာစာရဆိုတာဟာကာယကံပေါ့အဲ့ဒီကာယကံကို မလွန်ကျူးရအောင်လို့သီလတိခါဘုဒ္ဓတွေနဲ့ခံယူပြီးတော့ဒါစောက်တည်တာသီလဥပုသ်စောင့်ကြတာနောက်တခါမုဒ္ဒဝါဒဆိုတဲ့တိခါဘုဒ္ဓဖြင့် အေမုဒ္ဒဝါဒဝိရာမဏိတိခာပတံတမာတိယာမိလို့ဆိုတာကမုဒ္ဒဝါဒတိခာပုတ်ဖြင့်မုဒ္ဒဝါဒမဟုတ်မမှန်တဲ့စကားလင်းလေလှည့်ဖြာပလွှဝါကြွားပြီးတော့ပြောဆိုရမယ်စကားတွေကိုငါမပြောဘူးငါမပြောဘူးဝိရာမဏိချောင်းကျင်ပါဤလို့ဆိုတာလက်တိလနဲ့ချောင်းကျင်ထားကြတာ အဲ့ဒါကြောင့်အာလုံယောဂီသူတို့ကောနေဥပုသ်ဆောင်နေသီလဆောင်နေသီလဆောက်တည်ကြတယ်ဆိုတာအဓိကကတော့ကာယကံနဲ့ဝစီကံနှစ်ပါးကိုလုံအောင်မလွန်ကျူးမိအောင်ထိမ့်သိမ်းစောင့်ရှောက်ကြတာ ဖြစ်ပါတယ်ဆိုတာကိုအာလုံသဘောပေါက်ဒီတော့ဒီထက်ကျဆင့်တဲ့ပြီးတော့အာလုံယောဂီသူတို့ကောနေထိမ့်သိမ်းစောင့်ရှောက်ဖို့ ထိမ့်သိမ့်စောင့်ချောက်ဖို့ရလိုအပ်ပါသေးတယ်။ဘာကိုထိမ့်သိမ့်စောင့်ချောက်မှာတုံးလို့မေးရင်မနောကံမနောကံကိုထိမ့်သိမ့်စောင့်ချောက်ဖို့လိုသေးတယ်။ယောဂီတို့တာမန်သီလနဲ့ကတော့ကာယကံနဲ့ဝစီကံဝိတိတ်ကမကိလေသာမလွန်ကျူးရအောင်မလွန်ကျူးမိအောင်ဝိတိတ်ကမကိလေသာမဖြစ်ရအောင်ထိမ့်သိမ့်စောင့်ချောက်လို့ရပါပြီ။ ပရိယုဋ္ဌာနကိလေသာအနုတယကိလေသာဆိုတာရှိပါသေးတယ်။အဲ့ဒီကိလေသာတွေကိုလည်းပဲယောဂီတို့ထိမ့်သိမ့်ဖို့စောင့်ရှောက်ဖို့လိုအပ်ပါသေးတယ်။အေးအဲ့ဒီကိလေသာတွေကိုထိမ့်သိမ့်စောင့်ရှောက်နိုင်ပြီဆိုလို့ရှိရင်ယောဂီတို့ကာယကံကိုလည်းထိမ့်သိမ့်လို့ရပြီဝစီကံကိုလည်းထိမ့်သိမ့်လို့ရပြီ။ မနောကံကိုလည်းပဲမလွန်ကျူးမိအောင်ထိမ့်သိမ့်လို့ရပြီလို့မှတ်ကြတာပေါ့အေးအဲ့ဒီတော့ခုကာယကံနဲ့ဝစီကံနှစ်ပါးရပြီလို့ဆိုတော့မနောကံကိုဘယ်လိုထိမ့်ရမှာတုံးမလို့မနောကံထိမ့်နေဆိုတာကိလေသာမဖြစ်အောင်ထိမ့်ရတာအေးဝိတိတ်ကမပရိယုဌာဏအနုတ္တယလို့ကိလေသာက၃မျိုးရှိတာကို ပရိယုဌာနကိလေသာဆိုတာယောဂီတို့မနောအတွက်ဇောအတွက်မှာဖြစ်တဲ့ကိလေသာယင်သေးနှလုံးသေးမှာအောင့်ဤမျိုးတည်းပြိတကာလယောဂီတို့မှာပြောခြင်းတည်းမပြောရဘူးဆိုခြင်းတည်းမဆိုရဘူးအဲဒါလိုစိတ်ထဲမှာမျိုးတည်းပြိတကာလထားရတဲ့ ိလေသာတွေရှိတယ်အဲ့ဒါတွေဟာလေပင်ပန်းတာပဲဗျာဆင်းရဲတာပဲအမတန်ပင်ပန်းဆင်းရဲပါတယ်အေးအဲ့ဒီကိလေသာတွေမဖြစ်အောင်ဆိုလို့ရှိရင်အလုံးယောဂီသူတို့ကောင်းတွေသမထ သမာဓိနဲ့ထင်းရပါတယ်ပရိယုဌာနကိလေသာထကြွတောင်းကြတဲ့ကိလေသာတွေမဖြစ်ရအ သမထနဲ့ထိန်းတာတမထနဲ့ထိန်းရပါတယ်။အေးသမထဆိုတာအလုံးယောဂီသူတို့ကောင်းတို့ဝိပဿနာအလုပ်ကိုလုပ်တဲ့အချိန်မှာယောဂီတို့သမာဓိထူထောင်ရတဲ့အလုပ်ပါပဲ။အဲ့ဒါလို့သမာဓိထူထောင်အလုံးယောဂီသူတို့ကောင်းတို့အာနာပါနကမ္မထံကစပြီးတော့ယူလိုက်တယ်ပေါ့ ထွက်လေလေထွက်တာသိလို့ဝင်လေလေဝင်တာသိလို့ထွက်တန်းသိဝင်တန်းသိ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 နေအောင်ယောဂီတို့ကြိုးစားကြမယ်အထောက်ကြမယ်ဆိုလို့ရှိရင်သရုပ်ဖျားကြီးညွှန်ကြားထားသည့်အတိုင်းပေါ်ပြအိမ်သေးစိတ်ပေါ်အိမ်သေးအိမ်သေးအိမ်သေးဆိုတာအိမ်မှာအမြဲနေထိုင်တဲ့လူကိုအိမ်သေးလို့ခေါ်ရတယ် ယောဂီတို့ဤခန္ဓာမှာအရှင်တိုင်းအရှင်တိုင်းရှိနေတဲ့စိတ်လေကိုထုတ်တဲ့စိတ်လေကိုသွင်းတဲ့စိတ်အဲ့ဒီစိတ်ကလေးတွေကိုအလုံးယောဂီသူတို့ကောင်းတွေဖြစ်ပြချူပြီးတော့နေလိုက်မယ်ဆိုလို့ရှိရင်အေးကိလေသာဝင်ခွင့်မရဘူးကိလေသာ ဖြစ်ခွင့်မရဘူးပေါ့ပရိယုဌာဏကိလေသာ ဖြစ်ခွင့်မရပါဘူ အေးအဲ့ဒါဟာလေကိလေသာမဖြစ်အောင် အာလုံယောဂီသူတို့ကောင်းတယ်သမထနဲ့စောင့်တာပါပဲမဖြစ်ရအောင်စောင့်တာမဖြစ်အောင်စောင့်တာဒါလေးဥပုသ်စောင့်တာပဲခုနကကာယကံဝစီကံတွေမဖြစ်အောင်စောင့်ထိန်းတာဟာလေဥပုသ်စောင့်တာပါပဲအေးမနောကံတွေမဖြစ်အောင်အာလုံယောဂီသူတို့ကောင်းတယ် နောက်တခအနုဇယကိလေသာတဲ့အနုဇယကိလေသာမဖြစ်အောင်ဆိုလို့ရှိရင်အဲ့ဒီအနုဇယအဲ့ဒီကိလေသာတွေဟာဘယ်နေရာက ဖြစ်နေသလဲဆိုတာကိုသိဖို့လိုပါတဲ့အေးအဲ့ဒီကိလေသာဖြစ်တဲ့နေရာဟာယောဂီတို့သိပြီသားပါပဋိစ္စသမုပ္ပါသင်တန်းတရားကို နာကြားနေကြတဲ့ယောဂီတွေဖြစ်ခြင်းကြောင့် သလာယတနာဆိုတာသလာယတနာဆိုတာအာလုံယောဂီသူတို့ကောင်းတွေသိပါတယ်သက္ခုံဇပရိစ္ဆရူပိဇဥပ္ပစ္စတိသက္ခုဝိညာဏတိဏ္ဏသင်္ကတိဖတ်တော်ဖတ်တာပြစ္ဆယဝေဒနာဝေဒနာပြစ္ဆယတဏ္ဏအစရှိတဲ့ဖြင့် ဲ့ဒီပရိစ္ဆာသမုပ္ပါဒေသနာတော်ကြီးကိုအစင်အတန်းလျှောက်ပြီးတော့ကြည့်လိုက်ရင်ဩကိလေသာဖြစ်တယ်တဏှာဖြစ်တယ်ဥပါဒံဖြစ်တယ်ဆိုတာမြင်တဲ့မျက်စိကစဖြစ်တာကိုလို့သဘောပေါက်ဖို့လိုပါတယ်အေးအဲ့ဒါကြောင့်ဘုရားကိုယ်တော်မြတ်ကြီးကသက္ခုနာတံဝရောတာတို့ သက္ခုဏတံဝရောတာတုတာတုသောတိနတံဝရောတဲ့မျက်စိကိုစောင်းချောက်နားကိုစောင်းချောက်အစရှိတဲ့ဖြင့်ဘုရားကဟောထားပါတယ်စောင်းချောက်တယ်ဆိုတာဘာအတွက်စောင်းချောက်တာဒုံလို့မေးရင်ကိလေသာမဖြစ်အောင်စောင်းချောက်တာကိလေသာမဖြစ်အောင်စောင်းတာဘာနဲ့စောင်းမတော့အလုံးယောဂီသူတို့ကောင်းတွေ ဟုမဲ့ကင်၅ပါးနဲ့စောင့်တာမဲ့ကင်၅ပါးနဲ့စောင့်တာအေးအဲ့ဒီမဲ့ကင်၅ပါးကိုတခါအရေးကြီးတဲ့မဲ့ကင်အရေးကြီးတဲ့မဲ့ကင်ကာရကမဲ့ကင်အလုသမမဲ့ကင်ကိုထုံနှုတ်လိုက်ရင်ဟောတတိနဲ့ပညာပါပဲတဲ့တတိပညာ တတိနဲ့နေတဲ့ယောဂီမှာမျက်စိဖွင့်ကြည့်လိုက်မြင်စိတ်ကလေးပေါ်မယ်အတန်တမျိုးမျိုးကနားမှာဝင်တဲ့ရင်ကြားစိတ်ကလေးပေါ်မယ်အဲ့ဒီမြင်စိတ်တွေကြားစိတ်တွေဆိုတာစိတ်လို့သာပြောရတယ်ယောဂီဒါခန္ဓာပေါ်တာပါပဲခန္ဓာ၅ပါးပေါ်တယ်လို့အောက်မိတ်ဒါပြစ္ဆုတ်ဝံခန္ဓာပဲပရိစ္ဆသမုပ္ပခန္ဓာပဲ သဘောခန္ဓာဆိုလို့ရှိရင်လည်းပဲမှန်ပါတယ်။အေးအဲ့ဒီမြင်စိတ်ကိုရှုကြည့်ခြင်းဖြင့်အားလုံးယောဂီတို့ကောင်းတို့ခန္ဓာ၅ပါးကို ရှုရရောက်ပါတယ်။ကြာစိတ်ကို ရှုတဲ့ဖြင့်ခန္ဓာ၅ပါးကို ရှုရရောက်ပါတယ်။နာစိတ်ကိုရှုတဲ့ဖြင့်ခန္ဓာ၅ပါးကိုရှုရရောက်ပါတယ်။ဘောဓစိတ်ကိုရှုဖို့ ပစ္စုပန်နိုင်သယောဓမံတတ္ထတတ္ထဝိပတတိဆိုသည့်အတိုင်းပေါ့ပစ္စုပန်ပေါ်စေယုတ်ဏံကိုရှုတာခန္ဓာကိုရှုတာအဲ့ဒါလို့ရှုပြီးတကလနေတဲ့ယောဂီမှာမြင်စိတ်ကအပြည့်ရှုတဲ့ဉာဏ်ကအမဲ့ကြားစိတ်ကအပြည့်ရှုတဲ့ဉာဏ်ကအမဲ့နာမ်စိတ်ကအပြည့်ရှုတဲ့ဉာဏ်ကအမဲ့ လောဘစကလေးပေါ်လောဘစကလေးကအပြည့်ရှုတဲ့ညာကအမဲ့ဒေါသစကလေးပေါ်ဒေါသစကလေးကအပြည့်ရှုတဲ့ညာကအမဲ့အဲ့ဒါလို့အပြည့်နဲ့မဲ့ကိုက်အောင်ရှုနေရင်အလုံးယောဂီသူတို့ကောင်းတွေဒုက္ခဝေဒနာကြောင့်တဏှာမဖြစ်လာဘူးတဲ့ဒုက္ခဝေဒနာကြောင့်ဒေါသမဖြစ်လာဘူး ဥပ္ပခဝေဒနာကြောင့်မောဟမဖြစ်လာဘူးဘာကြောင့်မဖြစ်လာဒုံလို့မေးရင်အလုံးယောဂီသူတို့ကောင်းနေရှုမှတ်နေလို့ရှုမှတ်တဲ့ယောဂီမှာမဖြစ်လာဘူးမရှုမှတ်တဲ့ပုဂ္ဂိုလ်ကြတော့ဖြစ်မှာပေါ့ဗျာအေးအဲ့ဒါကြောင့်အခုရှုမှတ်မှုတတိနဲ့စောင့်ပညာနဲ့ရှု အဲ့ဒါလို့ရှုနေတဲ့ပုဂ္ဂိုလ်မှာအပြည့်မဲ့ကိုက်နေပြီဆိုလို့ရှင် အပြည့်ဟာဒုက္ခသစ္စာရှုတဲ့မြင်တဲ့ဉာဏ်ကမေဃသစ္စာလို့မေဃသစ္စာဆိုတာဉာဏ်ပေါ်နေတာ ရှုဉာဏ်ပေါ်နေတာအဲ့ဒီရှုဉာဏ်ကိုပဲလေမဲ့လို့ခေါ်တာဝိပဿနာမဲ့ပါပဲတဲ့ အေးအဲ့ဒီဝိပဿနာမဲ့နဲ့နေကြမယ်ဆိုလို့ရှိရင်အလုံးယောဂီသူတို့ကောင်းတွေအေးဒီပုဂ္ဂိုလ်တွေကိလေသာမဖြစ်အောင်စောင့်နေတာပဲကိလေသာမဖြစ်အောင်စောင့်နေတာအေးကိလေသာဆိုတာအလုံးယောဂီသူတို့ကောင်းတွေမနောကံပဲအဲ့တော့ကြည့် တရားမရှုမှတ်တဲ့ပုဂ္ဂိုလ်နဲ့ရှုမှတ်တဲ့ပုဂ္ဂိုလ်သီလတို့ယူကြတာအတူတူပဲသို့သောတရားရှုတဲ့ပုဂ္ဂိုလ်နဲ့တရားမရှုတဲ့ပုဂ္ဂိုလ်နှစ်ယောက်တို့တွင်တရားရှုတဲ့ယောဂီကတရားရှုမှတ်ပြီးတော့တရားနဲ့နေတဲ့ယောဂီကကာယကံကိုလည်းစောင့်ရှောက်ပြီးသားဝစီကံလည်းစောင့်ရှောက်ပြီးသား မနောကံကိုလေထိမ့်သိမ့်ပြီးသားစောင့်ရှောက်ပြီးသားဖြစ်နေပါတယ်။ဒါပြန်တရားမရှုတရားအာမထုတ်တဲ့ယောဂီကြတော့သီလတော့ ယူတယ်သီလယူပြီးတော့သီလနဲ့ပဲနေလိုက်တယ်ဆိုလိုက်ပါတော့။တရားမရှုမှတ်ဘူးဆိုလို့ရှိရင်ကာယကံနဲ့ဝစီကံနှစ်ပါးကိုသာထိမ့်သိမ့်ရစောင့်ရှောက်ရရောက်ပါတယ်ယောဂီတို့မနောကံတော့ ထိန်သိမ်းစောင့်ဆောင်ရမရောက်ဘူးပေါ့မနောကံကိုလွတ်ထားသလိုဖြစ်နေပါတယ်အဲ့ဒါကြောင့်အလုံးယောဂီသူတို့ကောင်းတွေမနောကံကအရေးကြီးတာဗျဘုရားကတော်မြတ်ကြီးကဓမ္မပဒပါဠိတော်စိတ်တဝဲမှာစိတ်နဲ့ပတ်သက် ပြီးတကားလာဟောထားတာအများကြီးပဲအများကြီးပဲ ေစိတ်ေနနိယတေလောကိုစိတ်ေနပရိကတတိအစရှိတဲ့ဖြင့်ဘုရားကဟောထတာ လောကကြီးကိုစိတ်ကဆောင်နေတာလောကကြီးကိုစိတ်ကဆောင်နေတာအေးပါပသမိန်ရမတိမနောလို့လေဟောထတာ ရှိပါတယ်မနောစိတ်တိပါပသမိန်မကောင်းမှုမှာရမတိမွလျော်တယ် စိတ်ဟာမကောင်းတဲ့ဘက်မှာပျော်တယ်တယ်လို့ပြောတာအဲ့ဒါကြောင့်အာလုံယောဂီသူတို့ကောင်းတို့ကိုဘုန်းကြီးတို့ဒါတတိပေးကျင်တာကစိတ်ကိုမထိန်သိမ်းစိတ်ကိုမဆောင်ရှောက်ပဲနဲ့ကာယကံဝစီကံနှစ်ပါးလောက်ကိုသာထိန်သိမ်းဆောင်ရှောက်ပြီးတကလာနေကြမယ်မနောကံကိုတို့ဒါလွှတ်ထားကြမယ်ဆိုလို့ရှိရင်အာလုံယောဂီသူတို့ကောင်းတို့ ပါပတမိရမတိမနော မနောစိတ်တိပါပတမိမကောင်းမှုမှာရမတိမုလျောတဲ့မကောင်းမှုမှာမုလျောတဲ့စိတ်ကိုလွှတ်ထားလို့တော်ပါမလားဆိုတာယောဂီတို့စဉ်းစားကြည့်လွှတ်ထားလို့ဖြစ်ပါဘူးသူ့ကိုလည်းထိမ့်သိမ့်ရမယ်စောင့်ရှောက်ရမယ် အဲ့ဒါကြတော့အလုံးယောဂီသူတို့ကောနေအပြည့်မဲ့ကိုက်အောင်လှုပ်တဲ့ဝိပဿနာအလုံးဝိပဿနာအလုံးနဲ့စောင့်ချောက်မှတော်ကကြမယ်ဆိုတာကိုအလုံးသဘောပေါက်ပြီးတကာလသီလမျှဖြင့်ကျေနပ်ပြီးတကာလမနေကြပါနဲ့အပြင်ကကြွရလာကြတဲ့ယောဂီတွေအလုံးပေါ့ ေအာလုံအာလုံဟာတီလလှောက်နဲ့ကျေနပ်ပြီးတော့မနေကြပါနဲ့ဟုတ်ဒီမှာရိတ်သမနေသမြကာလပတ်လုံးတရားဓမ္မနဲ့တရားအနှလုံးသွင်းပြီးတကာလနေထိုင်သွားကြပါလို့အလုံးကိုပဲမေတ္တာရက်ခံပါတယ်တရားနဲ့နေထိုင်နိုင်အောင် ကြိုးစားအထုတ်တော်မူကြပါယောဂီသူတော်ကောင်းတို့ကြိုးစားကြပါအထုတ်ကြပါ